ဖိုးခမရအလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညရှင်မိုင်သွားကြတယ်မန်ချက်စတာစီးတီးနဲ့ဖုံမောက်တို့ရဲ့ပွဲပြီးသုံးသပ်ချက်လေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ် Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ကြတဲ့ရင် Like and Subscribe လုပ်ပြီးညကိုရီအနေနဲ့ကူညီပေးသွားလို့ရပါတယ်ခဲအဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြအောင်ရင်းဆုံးနေနဲ့ကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့အင်ဂျင်အက်ဒီဟက်မှာတော့ကျွန်တော်တို့အဲ ဘုံမတို့အနေနဲ့ထပ်ပြီးတော့ရှုံးနှိမ်မှုကိုကြုံတွေ့ခဲ့တယ်လို့ပြောလို့ရတယ်။သူတို့အနေနဲ့အများလည်းလို့တခါမှအနိုင်မရရှိခဲ့တဲ့စံချိန်ကတော့သူတို့အနေနဲ့ထပ်ပြီးတော့ပြက်ပြဲသွားတယ်လို့ပြောလို့ရတယ်။တစ်ဖက်က Manchester City ကလည်းတွေးဘုံမောင်းနဲ့တွေးရင်ကျွန်တော်အနေနဲ့ Manchester City တွေနဲ့အများလည်းလို့အသာစီးရထားတဲ့ပုံစံမျိုးမှာတော့ဒီခါမှလည်းထပ်မှန်ပြီးတော့သူတို့ရဲ့အင်ကွင်းမှာပဲထပ်ပြီးတော့အသာစီးထပ်ယူပြီးတော့သူတို့အနေနဲ့ထပ်ပြီးတော့နိုင်ပွဲတွေဆက်ခဲ့တယ်လို့ပြောလို့ရတယ်။ဒီနိုင်ပွဲကြောင့်ပဲ Manchester City တို့အဲကျွန်တော်တို့ဂျာရိုက်ထမရှင်ပြိုင်တဲ့ ပရီးမီးယားလိ sorry ပရီးမီးယားလိတောင်ဖြစ်တယ်ကျွန်တော်တို့အဲရှေ့တစ်ပတ်တောင်ရှင်းပြန်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကိုမှတော့တို့အနေနဲ့ရှုံးနိမ့်မှုအနေနဲ့ဒီခါပြန်ပြီးတော့အနိုင်ဝဲတွေကိုပြန်လဲဖော်ဆောင်မှုဖော်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့မြင်တယ်ပြီးရင်ဒီကြားရဲ့အထက်မှာတို့အနေနဲ့ချန်ပီယံလိပွဲတွေကံမယ်ပြီးရင်လည်းကျွန်တော်ရှေ့လာမယ့်ပရီးမီးယားလိပွဲစဉ်၁၇မှာတော့လီဗာပူးနဲ့ပြန်လဲစုံတွေ့နေတဲ့ပုံစံလေးမှာတော့မန်ချက်စတာစီးတီးတို့အနေနဲ့ဒီနိုင်ဝဲကတို့အဲကစားသမားတွေစိတ်သက်ခွန်ကတော်တော်လေးမှကောင်းမွန်မဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်တို့မြင်တယ် တခါခါကျွန်တော်တို့ဝင်းကမာလာရှင်ပဲဘုံပေါက်ဘုံပေါက်ကတော့ကျွန်တော်တို့အဲပေါ်ချုံမှာပြောခဲ့လို့ပဲသူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်သူ့အနေနဲ့ကျွန်တော်တို့အဲဒီပြင်းပြလေးပွဲစဉ်ကိုပြီးတဲ့အချိန်မှာတော့အဆင့်နှစ်ကိုရောက်လာတယ်ပေါ့ဗျာအဆင့်နှစ်ကိုရောက်လာတာလည်းသူ့အနေနဲ့ကျွန်တော်ရှုံးမွက်ဆိုလို့တပွဲပဲကြုံတွေ့ထားပြီးတော့ကျွန်တော်တို့အနိုင်ပွဲတွေပြီးလို့ဆင်တီပွဲတွေနဲ့အတူသူ့အနေနဲ့ရက်တီလာတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့မန်ချက်စတာစီးစီးနဲ့မတွေ့ခင်အထိကတော့သူ့အနေနဲ့ကတော့ဒီလိုမျိုးချိုးချိုးနေမဲ့ပုံစံမျိုးဖြစ်နေပြီးတော့ဒါပေမဲ့မန်ချက်စတာစီးစီးကလည်း ဘုံမောင်းနဲ့တွေ့ရအမြင်နဲ့လို့တော့နိုင်ပွဲတွေကိုဖော်ဆောင်ထားတဲ့အတွက်ကြောင့်အဲဒီနေ့ပွဲလေးမှာထပ်ပြီးတော့အဲဘုံမောင်းကိုအဲသူတို့ကအဲမင်းတို့နဲ့ငါတွေ့တိုင်းငါအမြင်နဲ့နိုင်ထားတဲ့ကောင်းပါကွာဆိုတော့ငါဘယ်ချိန်ထပ်ကန်အမင်းတို့နိုင်နေဆိုတော့အဲဒီလိုမျိုးပုံစံမျိုးနဲ့ဒီနေ့ကတော့မန်ချက်တာစီးရီးကတော့သူတို့အိမ်ကမှခေါ်ပြီးတော့ပဲမင်းလာကွာဆစ်နစ်ကကောင်းဆိုပြီးတော့ဘုံမောက်ကိုဂိုးပြတ်တိပစ်လိုက်ရတွေ့ရပါတယ်။ဘယ်အဆောလို့ကျွန်တော်စလိုက်အောင်ယူနိုနဲ့ကျွန်တော်တို့ ဲဘုံမောက်ဘုံမောက်ကတော့ဒီနေ့ပွဲမှာဆိုတော့တို့နဲ့လူစုံထုတ်လာခဲ့အဓိကအားဖြင့်တို့ရဲ့ကစားသမားတွေဖြစ်တဲ့စီမင်ညွန်းတို့ဘုတ်တို့ပါတို့နဲ့အဲဒီကစားသမားတွေနဲ့ကျွန်တော်ထွက်လာပြီးတော့တို့လည်းအဲဒီနေ့ပွဲမှာတော့တော်တော်လေးဟိုမှာထင်တာအလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်တစ်ခါကမန်ချက်စတာစီးတီးရဲ့ကျွန်တော်တို့အဲကွင်းလယ်ဘိုင်းကိုလည်းတို့ပြတ်တိတ်ပြီးတော့အများဆဆရှင်းနိုင်တယ်လို့တော့ကျွန်တော်မြင်မမြင်ဘူးပြီးလို့စင်စိုးရသွားတဲ့ဂိုးဆိုရင်လည်းရောအဲ့ဒီကိုကတော့ကွန်နာကနေရတာတော့ဂိုးပေါ့အဲ့အချိန်မှာတော့ကျွန်တော်အဲတစ်ဖက်က မန်ချက်တာစီးတီးကစားသမားကိုသမားဖြစ်တဲ့ဒေါနောဦးမပုတ်ထုတ်လာတာကိုပြန်ကြလာတဲ့အလုံးတော့အဒရန်နေပြီးတော့ကျွန်တော်တို့ပိတ်သွင်းပြီးတော့တို့အနေနဲ့အဲတလုံးပဲရသွားတယ်လို့ပြောတယ်။တပွဲလုံးတိုက်နိုင်ရဆိုရင်တော့မန်ချက်တာစီးတီးကိုမန်ချက်တာစီးတီးဘက်ကိုတို့အနေနဲ့တိတ်ပြီးတော့အဲကိုဘောက်ကန်သွင်းချိန်မရခဲ့တယ်လို့ထိရောက်တဲ့အလုံးတွေလည်းကျွန်တော်တို့အဲကြည့်ရတော့ဆိုတိတ်ပြီးတော့မရှိတဲ့လောက်လို့ပြောလို့ရတယ်။တစ်ခါကကျွန်တော်မန်ချက်တာစီးတီးရဲ့နောက်တန်းလည်းဒီနေ့ပွဲမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားအဲပြတ်တာမထားနိုင်ပါနဲ့ဗျာ။ ကွင်းတောင်ပေါ်နှစ်ချက်ကကစားသမားတွေတော်တော်လေးမှကောင်းမွန်လို့ကွင်းလန်ကစားသမားတွေလည်းဒီနေ့ပွဲမှာတော်တော်လေးမှကောင်းမွန်တယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲဘနာဒိုဆေးဘတ်တို့ကလည်းအဲတိုက်ပြီးတော့ပုံစံကောင်းတွေမပြတ်တထားနိုင်သေးတိုင်အောင်တို့အနေနဲ့နိုင်ပွဲတွေကိုတော့ဘယ်လိုယူရမလဲဆိုတာတော့အဲဘနာဒိုဆေးဘာတို့အနေနဲ့ကောင်းကောင်းလေးသိတယ်လို့ပြောလို့ရတယ်ဒီနေ့ပုံမှန်တော့ကျွန်တော်တို့အဲဒေါ်နယ်ရူမာတဲ့အနေနဲ့လည်းကျွန်တော်တို့အဝါကတ်တွေပါတယ်ထိသွားတဲ့အတွက်ကြောင့်တော့တိုက်ပြီးတော့အဆင်မပြေဘူးလို့ပြောလိုက်အခုကျွန်တော်အဓိကပြောချင်တာတော့ ဟာလန်ပေါ့ဟာလန်တော့ကျွန်တော်တို့ရှေ့ပွဲတွေမှာကျွန်တော်ပြောခဲ့သလိုပဲအဲသူ့အနေနဲ့1 by 1တွေ့တဲ့အဲအလုံးတွေဆိုလို့ရှိရင်မကိုးတဲ့အချိန်တွေကတကယ်လို့ကိုကနိုင်နေတဲ့အချိန်မှာဘာမှမဖြစ်ဘူးနဲ့ရှုံးနေတဲ့အချိန်မှာတော့ဒီကိုးတွေကအဲတော်တော်လေးဥမှာထိခိုက်နေတယ်လို့တော့ပြောလို့ရဒါပေမဲ့ဒီခါမှာတော့ကျွန်တော်တို့ဟာလန်နေတဲ့ဒီတိတ်ချတွေကိုလုံးဝခြေဖြတ်ပြပလိုက်ပြီးသူ့အနေနဲ့1 by 1တွေကိုတွေ့တဲ့အလုံးတွေမှာများလုံးဝ twin goal တွေကို twin goal အဖြစ်ကိုပြောင်းလဲနိုင်တဲ့အချိန်တွေ ဒီကိုရှိတယ်ဒါကြောင့်လဲကျွန်တော်နှောက်လာမဲ့ပွဲဒီမှာတော့ကျွန်တော်ဟာလန်ကိုတော့တော်တော်လေးဥမာထိမ့်သိမ်းရမယ်လို့တော့မြင်တယ်ဟာလန်လည်းဘုလောလောဒီတောင်းရောက်လို့လို့ဟာလန်အနေနဲ့တွင်းကိုတွေခက်ဆက်စိတ်တွင်းလာတဲ့ပုံစံလေးတွေမြင်တွေ့ရတယ်တော်ကြောင့်ကျွန်တော်လာမယ့်ပွဲပြမြလေးပွဲစဉ်7မှာတော့ကျွန်တော်လီဗာပူးနဲ့သူတို့အိမ်ကတောင်းရောက်ရှင်ပြန်မယ့်ပွဲမှာတော့ဟာလန်ကိုတော့တော်တော်လေးဥမာထိန်းချုပ်ကြမယ်လို့တော့မြင်တယ်ပြီးတော့ကွင်းလည်းကွင်းလည်းမှာတော့ဒီနေ့ကျွန်တော်တို့သူတို့အနေနဲ့ကစားကွက်လည်းနည်းနည်းအဲ့ အပြောင်းလဲလောက်လာတယ်ဗျာအတူတူသေးကျွန်တော်ဖူ2 3 1ပုံစံမျိုးနဲ့ဒါပေမဲ့ဒီနေ့ပွဲမှာတော့ထပ်လာအဓိကအဖက်တို့ဖိုဒန်တို့ပြီးရင်ဒူဂူတို့ပါတယ်ပြီးရင်တော့ဒီနေ့ပွဲမှာတော့တို့အနေနဲ့ဖက်လိုင်းနဲ့နေမှာရီဂျီနာတို့ပါတို့တော့ sorry ထည့်တော့မလားပဲနဲ့ကျွန်တော်တို့ချက်ကီတို့ပါတို့ထပ်ပါဒီနေ့ချက်ကီပါလာတာလည်းတော်တော်လေးမှကျွန်တော်မြင်ရဆိုတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့မြင်မြင်ရတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့အဲဟာလန်ပထမဦးဆုံးရသွားတဲ့အလုံးကလည်းအဲချက်ကီရဲ့အကွက်မြင်မှုပေါ့ ူခေါင်းလိုက်ချပြလာတာဟာလန်အနေနဲ့လောလောကျွတ်ကျွတ်ကြီးအဲထွက်သွားတဲ့အလုံးတွေပြီးရင်လည်းနောက်တစ်လုံးလည်းဒီတိုင်းပါဟာလန်အနေနဲ့ဒီနေ့အဲသူရောက်ရတဲ့အလုံးနှလုံးလုံးကလည်းအဲချက်ကီရဲ့ကောင်းမှုမှုကြောင့်တော်တော်လေးမှလောလောကျွတ်ကျွတ်ပဲကံသွားတဲ့ပုံစံမျိုးတွေရှိတယ်နောက်တလုံးနောက်တလုံးအကြောင်းကျွန်တော်တို့ online လေးရောက်ရတဲ့အလုံးဒီလုံးကတော့ကျွန်တော်တို့အဲ folder ပြန်ချပေးတဲ့အလုံးသူ့အနေနဲ့အဲတစ်ဖက်မှာတော့ဟိုသူ့ရဲ့ဘယ်ဘယ်အဲဟာလေဘယ်ဘယ်ချမ်းမှကြာတော့ဟာလန်ရှိတယ်ဗျာဒါပေမဲ့ဒီဘက်ချမ်းမှကြာလို့ဆိုရင်ကျွန်တော်တို့အဲ folder တို့ဘာတို့ပြန်ရင်းတော့ အဲတိုက်စစ်ကိုပြန်တက်လာတဲ့အချိန်မှာသူ့အနေနဲ့လူပေးရင်တော့ပေးလို့ရတယ်ဟာလန်ကိုပေးလို့ရတယ်ဒါပေမဲ့သူ့အနေနဲ့လူမပေးပဲနဲ့အဲကန်သွင်းမှုတော့ဂေါသမားရဲ့ကျွန်တော်တို့တောင်ကျင်းနဲ့ညာဘက်ဘက်ဘက်တောင်ကျင်းနဲ့ကိုကန်သွင်းပြီးတော့သူ့အနေနဲ့သွင်းကိုတကူပြန်လဲရှာဖွေပြီးတော့သူ့အနေနဲ့3-1ဆိုပြီးတော့အဲနိုင်ပွဲတွေပြန်ရတယ်ဗျာဒီနိုင်ပွဲကြောင့်ပဲမန်ချက်တာစီးတီးအနေနဲ့ကျွန်တော်တို့အဲအမှတ်တွေလည်းပြန်လဲတက်လန်းလာတယ်လို့ပြောလို့ရတယ်အထူးသဖြင့်သူတို့အနေနဲ့ဒီနိုင်ပွဲကြောင့်ပဲ16မှတ်ရပြီးတော့အဆင့်နှစ်ကိုပြန်လဲတက်လန်းလာပြီးတော့ဘုံဘောက်ကတော့ကျွန်တော်တို့ session နဲ့ session မှန်နဲ့ပဲကျွန်တော်တို့ Google Charger နဲ့ကျွန်တော်သူ့အနေနဲ့အဆင့်၄ထိကိုပြန်လည်ဆင်းပေးလာတော့ကျွန်တော်တွေ့ရမယ်အခုချိန်မှာတော့ကျွန်တော်တို့အသင်းကြီး၃နှင်းအဲ၃နှင်းဖြစ်တဲ့ Arsenal Man City ပြီးတော့ Liverpool ၃နှင်းတော့ကျွန်တော်တို့1 2 3ကိုအဲရပ်တည်နေပြီးတော့ရှေ့လာမဲ့ပွဲမှာတော့တော်တော်လေးဥမာပွဲချက်တွေအဲလာမယ်လို့ပြောလို့ရအထူးသဖြင့်ကျွန်တော်တို့အဲထိပ်ဆုံးအဆင့်တက Arsenal ကတော့ကျွန်တော်တို့အပွဲ၆နယ်လို့ပြောလို့ရပြီးတော့ကျွန်တော်တို့ Liverpool နဲ့ Man City ကတော့ကျွန်တော်တို့အဆင့်နှစ်ကိုပြန်လည်လုမယ်အခြေအနေမျိုးတွေပါရှိရယ် ဒီနေ့တည်းကကျွန်တော်တို့အဲထိတ်လိုက်တွေ့ဆုံမှာတော့တော်တော်လေးဟိုမှာကြီးလို့ကောင်းမှန်လို့တော့မြင်တယ်ဒီနိုင်ပွဲကြောင့်ပဲမန်ချက်စတာစီးစီးအသင်းအနေနဲ့ဂျိုင်းထဲမှာရှင်ပြန်မဲ့ချန်ပီယံလိပွဲမှာလည်းနိုင်ပွဲတွေပြန်လဲဆက်အုပ်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြန်လဲရှိလာမယ့်ပြည်မလေးပွဲစဉ်ကိုကလည်းသူတို့အတွက်ကလည်းတော်တော်လေးမှအရေးကြီးတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အနိုင်ရရှိသွားတာတော်တော်လေးဥမာကျွန်တော်မြင်ရဆိုကောင်းမွန်တဲ့ပုံစံလို့တော့မြင်တယ်တခါလည်းဘဝကလည်းနိုင်ထားတယ်သူတို့ကလည်းအဲပီမန်လီတက်ပွဲစဉ်တစ်ဆင့်မှာအဲကိုပြတ်နိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့သင်ထိုက်တိုက်တွေ့ဆုံမှုမှာတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်မြင်တယ် Okay အဲဆိုလို့ဆိုရင်ညီကိုလေးအနေနဲ့ရောဒီညရှင်ပြိုင်သွားကြရတဲ့မန်ချက်စတာစီးတီးရဲ့ပုံပေါင်းတဲ့ပွဲမှာဘယ်လိုမြင်ကြလဲဝင်ရောက်စင်းနေမှတ်ချက်ပေးကြပါဦးကျွန်တော်ကတော့ အဲမန်ချက်စတာစီးတီးတို့အနေနဲ့အမြဲတမ်းလို့လို့အဘုံမောင်တို့နဲ့တွေ့တိုင်းဝင်းဝင်းဖြစ်ဖြစ်အိမ်ဝင်းဖြစ်ဖြစ်တစ်ဖက်ကဘုံမောင်ဘလော့ခ í ကောင်းနေပါသေးအမြဲတမ်းလို့လို့အနိုင်ရထားတဲ့စံချိန်ကိုထပ်မံချိုးပြချိုးပြလိုက်တယ်လို့ပြောလို့ရတစ်ဖက်ကတော့ကျွန်တော်တို့ဘုံမောင်ကတော့အမြဲတမ်းလို့လို့မန်ချက်စတာစီးတီးနဲ့တွေ့တိုင်းရှုံးနေထားတဲ့ပွဲတွေအများဆုံးဖြစ်ပြီးတော့ဒီတစ်ခါမှလည်းထပ်ပြီးတော့ရှုံးနေမှုတွေကြုံတွေ့သွားရတယ်ပါပဲဖြစ်ပါတယ်နောက်ချစ်ချစ်ဝေးတဲ့ညီကိုတို့ကြောင့်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတာပါဗျာ